ဒီစဲဥပဒေတွေညင်ညူခြင်းမရှိဘဲဆောက်လုပ်နေတဲ့အဆောက်အဦတွေကိုရက်ဆိုင်ပေးဖို့ NLD ကိုယ်စားလှယ်တွေကအရေးကြီးအဆိုတင်သွင်းခဲ့ပါတယ်ဒီသတင်းကိုတော့နေဖြိုးဝင်းကပေးပို့ထားပါတယ်ခင်ဗျာစန်ရိုင်လာ9ရက်နေ့ပြည်သူ့လွတ်တော်အစည်းအဝေးမှာတင်သွင်းခဲ့တာဖြစ်ပါတယ်ဒီကိစ္စတွေဟာတရားဥပဒေစိုးမိုးရေးနဲ့ရရွတည်ငြိမ်အေဂျင်ရေးကိုပါထိခိုက်နိုင်တာကြောင့်ခုလိုတင်သွင်းရတာဖြစ်တယ်လို့အဆိုရှင်ဒေါက်တာဒေါ်မီဝင်းမြင့်ကပြောပါတယ်ဒီကိစ္စရတဲ့တရားဥပဒေစိုးမိုးရေးနဲ့ ဒီအဆိုဟာဆောက်လုပ်ရေးဝန်ကြီးဌာနနဲ့တိုက်ရိုက်မသက်ဆိုင်တယ်လို့ဘယ်နေရာမှာပဲအစအုံဆောက်ဆောက်တတ်မှတ်ထားတဲ့ဥပဒေစံချိန်စံညွှန်းတွေနဲ့အညီဆောက်လုပ်ရမှာဖြစ်တယ်လို့ဆောက်လုပ်ရေးဒုတိယဝန်ကြီးကရှင်းလင်းပါတယ်။ဆောက်လုပ်ရေးဝန်ကြီးဌာနအနေနဲ့ကဘာမီစံတရားမှာဆောက်လုပ်တဲ့ဆောက်လုပ်ရေးတာတော့ဒီလိုပါတမတ်ထားတဲ့စီမီစီကဥပဒေညာတဲ့ဘယ်လိုလုပ်ရမလဲဖြစ်လာတော့မာရှယ်ကြည့်ရတယ်။သူကြီးအချက်ကကျွန်တော်တို့ဒီဆောက်လုပ်ရေးဆောက်လုပ်တဲ့ ေပြီးတော့ရောင်မျိုးတော်လည်းအရင်ပြောစားကြည့်မျိုးတုံးပါတော့တက်ဆိုင်ရမျိုးတော်ရှင်တိုင်းကောင်ကြီးရဟန်းပြီးတော့ဆောင်းပြီးကြီးချက်ပြီးတော့ကုကြည့်လည်းရှိပါတယ်ဒီလိုကြီးချက်ကုကြည့်လည်းရှိရမယ်လေတက်မှတ်ထားတဲ့စီမင်းစီတန်းကိုချမှတ်ပြီးတော့ကုကြည့်ထားတာဖြစ်ကြောင်းကျွန်တော်သိ ပေါင်းကြီးကျက်ဖွဲ့ပြီးခံရှိပါတယ်ကျမ၏ဝန်ကြီးဌာနအနေနဲ့ရန်ကုန်ပြည်သူစေယုံကြီးအတွင်မှာမြို့သားစီမံကိန်းနဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနကိုတင်ပြတာမရှိသလိုဗကြက်မှာပြည်တော်စုလွှတ်တော်ကလည်းခွင့်ပြုတာမရှိတဲ့စစ်နှစ်ထပ်မြင့်အဆောက်အုံကိုရဆိုင်သွားမယ်လို့ကျမ၏ဝန်ကြီးကပြောပါဗျာ။ရန်ကုန်ပြည်သူစေယုံကြီးမှာအခုနောက်ဆုံးထောက်မှဆောက်လို့လိုအပ်တဲ့ဒုက္ခတွေတိုးတက်နေပါတယ်။တိုးတဲ့ကြောင့်ခုနောက်ဆုံးထောက်မှဆောက်လို့နိုင်တဲ့အတွက်ရုစီကတိုင်းကျမ၏ဌာနကိုဆောင်ရွက်ချက်တွေလိုအပ်ရ တဲ့အရာဆောက်လို့ကျွန်တော်တို့ကျောင်းဝင်တာလေးပဲတဆိုင်တာလေးကြောင်းတရားကြည့်တာဒီအဆိုကိုလွတ်တော်မှာမှတ်တမ်းနဲ့ထားဖို့အဆိုရှင်ကလွတ်တော်ကိုတင်ပြခဲ့တဲ့အတွက်အဆိုကိုမှတ်တမ်းနဲ့ထားဖို့အတည်ပြုခဲ့ပါတယ်။အခုလိုမှတ်တမ်းနဲ့ထားဖို့တောင်းဆိုတာဟာနောက်လွတ်တော်မှာစောင့်ကြည့်အေးအေးယူသွားလို့ရတဲ့အတွက်ဖြစ်တယ်လို့အဆိုရှင်ကပြောပါတယ်။ကျွန်တော်နေပြောဝင်မှာ